ကမွန်ကျင်ဒီလောက်ဆွမ်းမဲ့အခုမှသိရပြီပူပြင်းချောက်တွေ့တဲ့နေရာဒီလိုကာလာမျိုးတွေမှာကမွန်ကျင်ဟာလည်းအစာလဲစီစီးလဲအစာဖြစ်ကုန်မှအထူးကုန်မှတင်လျော်လာပါသည်ကျမရဲသူတွေအတွက်အာဟာရဖြစ်စီပြီးတော့မကျမရဲသူတွေအတွက်စေဝါတက်စာဖြစ်တဲ့ကမွန်ကျင်ကိုအဖိုးနဲ့ဝင်ပါစွာနဲ့တူတူငငလွယ်ကူစွာစားသုံးနိုင်ပါသည်ကမွန်ကျင်ဟာလည်းအသေးအတွက်ကိုမှအစွမ်းထက်စွာအသုံးဝင်ပါသည်သူ့ကိုဟင်းကြိုချက်တောက်ခြင်းချက်ပြုတ်စားတောက်ခြင်းကြော်စားခြင်းဒါမှမဟုတ်ရင်မိခင်စားခြင်းတွေကိုပြုလုပ်နိုင်ပါသည် အထူးသဖြင့်ကတော့အသေးရောင်အတဝါယောဂတဲကြီးယောဂတို့အတွဲဆိုရင်တော့ကမွန်းကျင်ရွက်နှုတ်ကိုငရုတ်ကောင်းအရှိန်မှာဆင်ပြီးတော့စာမကြည်သည်ငရုတ်သီးတို့နဲ့ရောထောင်ပြီးတော့တိုက်ကျွေးမယ်ဆိုရင်တော့ဖြင့်ယောဂတက်တာစီပါရင်ဒါပြင်ကမှရွက်နှုတ်ကိုကျက်ပြီးတော့အသေးရောင်နဲ့နေရာကိုဆစ်ရှိလက်ရှိလင်းပေးပါကလည်းယောဂတက်တာစီတယ်လို့ဆိုပါရင်ရေပြင်ယောဂအတွဲဆိုရင်တော့ဖြင့်အရွက်နှုတ်ကိုညက်အောင်ထောင်တညတက်ပြီးတော့တကြားအနေငယ်ထက်ကရေကြဲအင်းနဲ့နေစဉ်ပုံမှန်လေးကိုတောက်ပေးမယ်ဆိုရင်တော့ယောဂပျောက်ကင်းတက်တာစီနိုင်ပါရင် ဒါပြင်ကမှကိုဖောရာကိုရောင်နာဥရောင်နာမြင်းတရိုင်းလေနာမြင်းချောင်းနာစားတဲ့ယောဂတွေကိုလည်းကမွန်းကျင်ကကုတာနိုင်ပါရင်ကမွန်းကျင်ရက်ကိုရှင်တွေဖြောက်ပြီးတော့တာတုံးမဲဆွန်တော့ဖြင့်ဝမ်းချုပ်လေချုပ်ပြောက်ကင်းပြီးတော့ဝမ်းပြော့ဝမ်းမှန်စေပါရင်ဝမ်းပိုက်လေပွားရာလေထားရာတွေကိုလည်းတန့်စေပြီးတော့လေနာလေအောင်လေထိုးလေဆူးရာတွေကိုပါတက်တာစေပါရင်ဒါပြင်ကမှကမွန်းကျင်ဟင်းဆိုတာကလူတိုင်းနဲ့တက်ပြီးတော့ကိုတွင်အပူကိုငိမ့်စေတဲ့ဂုဏ်သက်တည်းလည်းရှိပါရင်အရေးကြီးတဲ့ချက်တစ်ခုကတော့ကမွန်းကျင်ဟာကြောက်ကက်ကိုအားပေးတာကြောင့်စီးရွှင်စေပါရင်စီးရွှင်တာစီးအောင်တာ ညောင်းကြတာပန်းတီပန်းညိုတာတွေအတွက်ပါကောင်းမွန်စေပါရင်တွေးသားကိုတန့်စင်စေတဲ့အတွက်ရုပ်ဆင်းအင်ကနုပြကြည်လင်စေပြီးတော့အစီကြတာကိုယ်ခန္ဓာပေါ်ပါလန်ဆန်စေပါရင်နှစ်ဖြာယောဂါအစာရောဂါတွေးနဲ့ဆိုင်တဲ့ယောဂါနဲ့အဖြူကွက်ထားတဲ့ယောဂါရှိတဲ့သူတွေအနေနဲ့ကမွန်းကျင်ကိုအမြဲတမ်းစားသုံးပေးတင်ပါရင်ဒါပြင်ကမှနှလုံးယောဂါရှိတဲ့သူတွေအနေနဲ့ကမွန်းကျင်၅ချက်သာထညက်၁၀ချက်သာစားအတင်တင်လို့နဲ့ကိုကြိုပြီးတော့တနေ့၃ချက်မိဝဲတင်ပါရင်လလန်သားစားလူပမာရီအတွက်ကလည်းကမွန်းကျင်ဟင်းညုံနဲ့ထမင်းပူပူမှာနှက်ထားတဲ့ ကပိုးချောက်တို့ကိုအတူကျွေးမယ်ဆိုတော့ဖြင့်စားရတဲ့လူမမအလွန်ကိုအဆင်ပြေပြီးတော့အာရင်ပြန်လဲပြီးတော့အပြည့်မြန်စီပါရင်ကမုန်းကျင်ရွက်ကိုအသားငါတမျိုးမျိုးနဲ့ရောနှောပြီးတော့ကြော့ရင်လည်းပဲထမင်းစမြင်စီပါရင်အစာလမ်းကြောင်းမကောင်းတဲ့သူတွေအစာမကြေယောဂရှိတဲ့သူတွေနဲ့ဥယျာဉ်ယောဂရှိတဲ့သူတွေအတွက်ကလည်းကမုန်းကျင်ကိုအချင်းချက်ပြုတ်ပြီးတော့စားပြဖို့လိုအပ်ပါရင်ဂရင်းပြက်နေတဲ့သူတွေအတွက်ကလည်းကမုန်းရွက်နှုတ်ကိုကြက်သွင်ဖြူစိတ်ဖူးနနှင်းစားငပီးပစွန်ချောင်းမှုတီယိုဆီရိုကိုတင်းယုံကိုထည့်ပြီးတော့စီဖြင့်ကိုနှံ့အောင်လုပ်နေပါ ပြီးတော့ညောင်ဂျုံမုံနဲ့အနေတော့စုံနေပြီးတော့မိပြထားတဲ့ရဲရွရွနဲ့ကိုမှထုတ်လိုက်ပါနောက်ထပ်ငပြောရဲနဲ့ထပ်မံထုတ်ပြီးသွားတဲ့နောက်မှာတော့ညက်နဲ့အထက်အောက်လှန်မိခင်ပဲဆိုတော့ဖြင့်အနဲ့တတဲ့ကိမွန်ရွက်ကင်ကိုရရှိမှာဖြစ်ပြီးတော့နေမကောင်းတဲ့သူတွေဂရင်းပြတ်တဲ့သူတွေကိုမျိုးဓာတ်စာစည်းဝါးဖြစ်ကိုမှစားသုံးနိုင်စီပါဘီနောက်ထပ်ကျေစုတစ်ခုအနေနဲ့ကတော့ကမွန်ကျင်ဟာလည်းတွေ့တဲ့ကြားတက်ကိုထိညိပေးနိုင်ပါဘီစီဂျိုယောဂရှိတဲ့သူတွေအတွက်စားသောက်နေတဲ့ကမွန်ကျင်ကိုပုံမှန်ထည့်သွင်းပြီးတော့စားသုံးပေးခြင်းအပြင်ကတော့တွေ့တဲ့ကြားတက်တက်တာကိုလည်းထိန်းချုပ်ရမှာအထောက်အကူပြုပေးနိုင်ပါဘီ သူ့ရဲ့တဘာဝဓာတ်ပစ္စည်းတွေကသွေးတင်တကြားတဲ့အတဲကြားကိုမြန်ဆန်စေပြီးတော့စီးကျုပ်ရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုကာကွယ်ပေးနိုင်ပါတယ်။ဒါပေမဲ့လို့စီးကျုပ်ဆေးတွေတောင်းနေရတဲ့သူတွေအတွက်ကတော့မမိဆီယံဝင်တဲ့အတိုင်းပဲဆွေးနွေးပြီးမှစတုံတင်ပါတယ်။ကမွန်ညင်ဟာလည်းအလွယ်တကူရရှိနိုင်ပြီးတော့အမှန်တကယ်အသုံးဝင်တဲ့တဘာဝဆေးဘက်ဝင်ပစ္စည်းလေးလည်းဖြစ်ပါတယ်။သူ့ရဲ့အစွမ်းအစကိုတော့သိရှိပြီးဆိုရင်တော့ကျမရဲ့အတွက်မျှဝဲတင်တယ်လို့ကျွန်တော်ကတော့အကြံပြုပါရစေနော်။ဒါနဲ့လူချင်းမင်းတို့ရဲ့မိတ်ဆွေတွေကိုလည်းကမွန်ချင်းရွယ်ရဲ့အကျိုးအပြစ်တွေကိုသိရှိရလေအောင်လို့ဗီဒီယိုလေးကိုလည်း share ပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။